အခုပြောပြပေးမယ့်အကြောင်းအရာတွေကတော့ AI ဖြစ်ပါတယ်။ AI ဆိုတာကဘာလဲဆိုရင်ကျောပေါ့နော် Artificial Intelligence ဉာဏ်ရည်တူပေါ့နော်။သူအားဆိုရင်ဘာတွေလုံနိုင်လဲဆိုရင် AI ကကျွန်တော်တို့အုံနောက်တစ်ခုလိုပဲပေါ့နော်။အုံနောက်တစ်ခုလိုပဲသူကအလုပ်လုပ်တယ်လူရဲ့အုံနောက်တစ်ခုလိုပဲ။သူကဘာတွေကိုကူညီပေးနိုင်လဲဆိုရင်ကွန်ပျူတာတွေဒီ data တွေကို မြန်ဆန်အောင်လှုပ်ဆောင်ပေးနိုင်တယ်ပြီးတော့သူကကျွန်တော်တို့ဒီယောဂကူးတဲ့နေရာမှာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်ပေါ့နော်တခြားယာစီဥတုခံမှန်းတာပဲဖြစ်ဖြစ်သူတိတိကျကျ information ဖြစ်အောင်ဦးညီပေးနိုင်တယ် gain တို့တခြားပေါ့နော်ကျွန်တော်တို့ဒီဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ဒီကျွန်တော်တို့မှာထားပါတော့ဒီတိရိစ္ဆာန်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကြောင်တို့ခွေးတို့လည်းတိတိကျကျသူဒီ AI လှုပ်ဆောင်ပြီးတဲ့အရာတွေကလည်းဖြစ်တယ်ပေါ့နော် EMR ဆိုရင်ကျွန်တော်တို့ဒီတော်သူထိန်းလို့ရတာနဲ့တော်သူလမ်းလေးလှုပ်တဲ့ဟာကြီးလည်းရှိတယ် AI ကအရန်တီးကြတယ်ပေါ့နော်၃မျိုးကတော့တခုတည်းတော့လှုပ်တာပေါ့နော်တီးလဲတီးကြတယ် AI ကျွန်တော်တို့ထင်တာထက်ပိုပြီးတော့တီးကြတယ် AI ကကျွန်တော်တို့ လုံဆိုင်နိုင်ချက်ကျော်လွန်လာလဲရှိတယ်တည်ကျင်နိုင်လဲပို့ပြီးတော့တိတိကျကျဖြစ်နိုင်တယ်ဥပမာဆိုရင် AI ကားတို့ဘောနော်ဒီကိုကိုကိုတွတ်တူတူ control လုပ်ပြီးတော့မောင်းလို့ရတယ်ဘောနော်အဲ့လောက်တိကို AI ရဲ့ဆွမ်းဆောင်ချက်ကကျွန်တော်တို့ကောင်းတယ်ဘောနော် AI ကတော့ဘယ်လိုပဲဖြစ်ဖြစ်ကောင်းပါတယ်ဒီမှာဆိုရင်တွေ့နိုင်တယ်ဘောနော်ဒီမှာဆိုရင်ဘယ်တော့ထိတော့ မြင့်လဲဆိုရင်ကျွန်တော်တို့မှာဒါတီကားဆိုရင်တက်စလာထုတ်တဲ့ကားဟောနော်စတီယာတိုင်းကိုကိုင်းချောင်လိုပဲနဲ့ကိုသူ့အလိုရောက်မောင်းတယ်ပေါ့နော်ဒါဆိုရင် AI ရဲ့အခန်းကဏ္ဍကကျွန်တော်တို့ဘလောက်ထိပေါ့အသုံးဝင်လဲဆိုတာဒီမှာတွေ့ရတယ်ဘာမှလက်နဲ့တော့ထိချင်မလို့ပဲနဲ့ကိုသူကနေသူဒီသူ program ဆွဲထားတဲ့အတိုင်းကိုသူကနေသူသူ automatic လမ်းနေကိုယ်ကောက်ဘာအစာစံစာတွေကဘာအစာကားတစ်ခုလုံးမှာ AI နဲ့ပဲအကုန်မောင်းရတယ်ပေါ့နော်ဒီကားကိုကြည့်မယ်ဆိုရင်ဒီကားတက်စာကားထုတ်ရတာပြောပြောမယ်ဆိုရင်တော့ဗျာ AI ဟာအရန် improving ဖြစ်တယ်ဗျာသူက program ထည့်ထားတယ်ထည့်ထားပြီးရင်တော့လူတွေအတွက်လည်းပို့ပြီးတော့ပြောရမယ်ဆိုရင်ဒီပို့ဆောင်ရေးမှာပဲဖြစ်ဖြစ်ဒါသုံးဝင်တယ်ပေါ့နော် ကျွန်တော်ပြောမယ်ဆိုရင်ညာအရင်အာယုံဆိုင်ဆရာမလို့ကဲ၍ဟိုကကားမောင်းနေဆိုရင်တော့မ AI နဲ့ဖွင့်လာပြီးတော့မောင်းရင်တော့ရင်တက်တောင်တက်တာနေလို့ရရောเนาะ AI က AI ကတုံးဝင်ပါတယ်ဒီလောက်ဆိုရင်တော့အခုလိုကြည့်ရှုပြီးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ